ားလုံးပဲမင်္ဂလာပါစေ။၂၄နှစ်အတွင်းထူခြားတဲ့ပြည်ရင်းပြည်ပါစေဝန်ဆောင်ဖရဲသတင်းလေးကိုတင်ဆက်ပေးပါရောင်းမယ်။ကျမတို့မြစ်တီကိုပါ။ပြည်ပါမှာခွင့်လဲပြန်လာပြီးအသက်ကတန်းချက်တွေကျောဝင်နေတဲ့အမျိုးသားများပြန်လည်ထောက်ခံမှုမပြုဘူးဆိုတဲ့သတင်း။အိန္ဒိယတိုက်ခိုက်မှုကိုပါကစ္စတန်တို့ပြန်မယ်ဆိုတဲ့သတင်း။အောက်ဘက်ခံခံနာကိုယူကရိန်းဘက်ကမတိုက်ခိုက်နိုင်အောင်ရုရှားစီစဉ်နေတဲ့သတင်း။ အလုံးကျအောင်မခံခဲ့တဲ့ PSG ပြည်သက်များကိုပတ်သက်တက်လိုက်တဲ့တဲ့င်းပါဝင်အစားရှိတဲ့ပြည်ရင်းဒီပါစိတ်ဝင်စားဖွယ်တဲ့တဲ့င်းကိုတင်ဆက်ပေးသွားမှာပါအမဆုံးအနေနဲ့ပြည်ဝင်တဲ့ပုံကိုတင်ဆက်ပေးကြပါမယ်။ဒီပါနေခွင့်နဲ့ပြန်လာပြီးအတန်းကတည်းကရှင်နဲ့အကျုံးဝင်နေတဲ့အမျိုးသားများပြန်လည်ထောက်ခံကြမရဘူးလို့သိရပါဗျ။ဒီသတင်းကိုတော့မြန်တူကပေးပို့လာပါဗျ။ ပြည်တွင်းကိုခွင်းနှဲ့ပြန်လာတဲ့မြို့သားများဟာတတ်မှတ်ထားတဲ့တက်ကက်တဲ့ချက်နဲ့အကျုံးဝင်နေတဲ့အတွက်ပြည်ပထွက်ခွာခွင့်မရဘူးလို့အလို့သမားဝင်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။ပြည်ပကနေခွင်းနှဲ့ပြန်လာတဲ့အမျိုးသားများဟာပြန်လည်ထွက်ခွာဖို့အတွက်အလို့သမားဝင်ကြီးဌာနကိုပြည်ပလောက်ကအလို့သမားတသိခံက OWIC ရောက်ထားရမှာအသက်16နှစ်ကနေ35နှစ်အတွင်းကျုံးဝင်နေတဲ့အတွက်ရှောက်ထားခွင့်မပြုဘူးလို့ဖော်ပြထားပါတယ်။မေလ9ရက်နေ့မှာ OWIC ကပြန်လည်တင်ပြရမယ့်အလို့သမား192ဦးရှိကြောင်း၎င်းတို့ထဲမှာအသက်ကက် က်ချက်တွေမှာကြုံဝင်နေသူ29အပါအဝင် အမြင့်စီးရင်ကွယ်လွယ်ခြင်းဗီဇာလိုအပ်ခြင်းဟောပါမဲ့တန်ခိုးနေခြင်း COE လိုအပ်ခြင်း ECDM မပါရှိခြင်းလေးစိတ်အဝင် အထွက်တုံးများမရှိခြင်းခွင့်စာလိုအပ်ခြင်းစားရစားရစားရများလိုအပ်ချက်ရှိနေရလို့သိရပါတယ် 2025ခုနှစ်ဇန်နဝါရီလ30ရက်နေ့မှစတင်ပြီးအသက်18နှစ်မှ39နှစ်ကြားမျိုးသားများကိုပြပထွက်လွတ်လပ်ခွင့်မပြုတော့ကြောင်းသက်ဆိုင်ရာကတင်ထုတ်ပြန်ထားပါတယ်။ဒါအပြင်ပြပအလဲပန်းနိုင်ငံကူလက်မှတ် Passport for Visit PV ရှောက်ထားရရုပ်ပြီးပြပလောက်ကန်ဗီဇာတွေရရုပ်ကလေကြောင်းခရီးနဲ့ပြပခရီးထွက်ခွာခွင့်ကိုလည်းပြင်ပထားရလို့သိရပါတယ်။ဆက်လက်ပြီးနိုင်ငံတကာတင်သဘောကိုတင်ဆက်ပေးကြပါမယ်။အလီယာတက်ခံမှုတွေကိုပါကစ္စတန်ထုတ်ပြန်မယ်လို့သိရပါတယ်။ဒီသတင်းကိုတော့ညင်းချောင်းကပြပလာပါဗျ။ အိန္ဒိယဘက်ကပါကစ္စတန်ထိထုတ်ထားတဲ့ကက်ရှမီးယားဒေသအပအဝင်ထိစပ်နေတဲ့ဒေသတချို့ကိုလေကြောင်းကတိုက်ခိုက်မှုပြုလုပ်ခဲ့မှုကိုပါကစ္စတန်ဘက်ကတုံ့ပြန်တိုက်ခိုက်သွားမယ်လို့ပါကစ္စတန်ဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။အိန္ဒိယဘက်ကက်ရှမီးယားဒေသမှာအစ္စလာမ်အကြမ်းဖက်တွေကတိုက်ခိုက်မှုလုပ်ခဲ့တာကြောင့်26ရက်သေဆုံးခဲ့တဲ့ဖြစ်စဉ်အတွက်ပါကစ္စတန်ပိုင်နယ်ထိမှာခူးအောင်းနေတဲ့အစိုးရအကြမ်းဖက်တွေရဲ့လက်ရှိဖြစ်တဲ့လို့သတ်မှတ်ပြီးအိန္ဒိယဘက်ကတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ စစ်နောဆက်စင်ရေးလို့အမည်ပေးထားတဲ့အဆိုပါတိုက်ခိုက်မှုကြောင့်30တောင်ဦးသေဆုံးခဲ့ပြီးတော့46ရောက်တန်းရရှိခဲ့တယ်လို့ပါကစ္စတန်ဆိုရကသတင်းထုတ်ပြန်ခဲ့ပါတယ်။အိန္ဒိယစစ်တပ်ရဲ့ပြောရေးဆိုခွင့်ရှိသူကအကြမ်းဖက်တွေခိုးအောင်နေတဲ့နေရာတွေကိုစနစ်တကျထောင်လန်းအတည်ပြုပြီးမှတိုက်ခိုက်ခဲ့တာဖြစ်ပြီးပါကစ္စတန်စစ်ဘက်နဲ့ဆိုင်တဲ့နေရာတွေကိုတိုက်ခိုက်ခဲ့တာမဟုတ်ဘူးလို့ပြောကြခဲ့ပါတယ်။နှစ်နိုင်ငံနယ်စပ်တလျှောက်မှာရှိတဲ့တပ်ဖွဲ့ဝင်တွေကြားမှာလည်းလက်နက်ကြီးတွေနဲ့အပြင်းအထန်ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ နောက်ထပ်နိုင်ငံတကာတင်းသဘောကိုတင်ဆက်ပေးကြပါမယ်။အောက်ဘက်ခံခန်းသားကိုယူကရိန်းဘက်ကမတိုက်ခိုက်နိုင်အောင်ရုရှားစီစဉ်နေပါတယ်။ဒီသတင်းကိုတော့ညင်းကြအောင်ပြပလာပါရုရှားနိုင်ငံမြို့တော်မော်စကိုမှာကျင်းပမယ့်အောက်ဘက်ခံခန်းနာစီးပြပွဲကိုယူကရိန်းဘက်ကတက်ခိုက်မှုတွေမလုံနိုင်အောင်စီစဉ်ထားတယ်လို့သိရပါဗျ။မေလ9ရက်နေ့မှာအဆိုပါခန်းနာကိုမော်စကိုမြို့မှာရှိတဲ့ရင်ပြင်နီမှာကျင်းပမှာဖြစ်ပြီးတရုတ်သမ္မတရှီချင်းဖင်ပါဝင်တခြားနိုင်ငံကခေါင်းဆောင်တွေလည်းတက်ရောက်မှာဖြစ်ပါတယ်။ ယူကရိန်းနဲ့ရုရှားကြားမှာဒရုန်းတွေနဲ့အပြန်အလှန်တိုက်ခိုက်မှုတွေရက်စက်ဖြစ်ပေါ်နေပြီးမော်စကိုမြို့မှာတိုက်ခိုက်ဒရုန်းတွေရောက်ရှိခဲ့တာကြောင့်အောင်ပွဲခံခန်းနာရဲ့လုံခြုံရေးကိုတည်တင်းကြပ်ကြပ်လှုပ်ဆောင်ခဲ့ရတာဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်မှာနာဆီဂျာမနီကိုအနိုင်ရခဲ့တဲ့အထိမ်းမတ်အနေနဲ့အောင်ပွဲခံခံတာကိုကျင်းပတာဖြစ်ပါတယ်။ဒီနေ့ကျင်းပမယ့်အောင်ပွဲခံခံတာဟာနှစ်80ပြည့်ခန်းတာဖြစ်ပြီးရုရှားသမ္မတနာယာဒူကိုလက်ရှိသမ္မတပူတင်တာဝန်ထမ်းဆောင်ခဲ့တာ25နှစ်ပြည့်အထိမ်းမတ်လည်းဖြစ်တယ်လို့သိရပါတယ်။ ။နောက်တန်းအားသာတဲ့ဘက်ကိုလည်းလက်ခံရရှိထားပါသေးတယ်။အလွန်ကျွအောင်မခံခဲ့တဲ့ PSG ပြည်သူများကိုဖန်တီးနေလိုက်ပါတယ်။ဒီသတင်းကိုတော့ညင်းချောင်းမှာပြပေါ်လာပါဗျ။ အာဆင်နယ်ကိုနှစ်ကြော့ပေါင်းရလတ်သုံးဂိုးတဂိုးနဲ့အနိုင်ရပြီး PSG ရဲ့တင်ချန်ပီယံလိဘူလူပွဲကိုတက်ရောက်နိုင်ခဲ့ပြီးနောက်မှာ PSG တင်ပြိတက်တွေဟာဘယ်ရမျိုးအတွင်းမှာအလွန်ကျွအောင်ပွဲခံခဲ့တာကြောင့်ဆိုတန်ပြိတက်တရှိကိုရဲတပ်ဖွဲ့ကဖမ်းဆီးတတင်းခဲ့လို့သိရပါတယ်။ PSG တင်သမားတွေဟာမီရှူမီပန်းတွေဖျာဦးတွေဖောက်ပြီး Paris မြို့ကလမ်းနေပေါ်မှာအလွန်ကျွအောင်ပွဲခံခဲ့ကြတာပါ။ဆိုတန်ပြိတက်တရှိနဲ့ရဲတပ်ဖွဲ့ဝင်တွေကြားမှာအရှင်များတိုက်ခိုက်မှုတွေလည်းဖြစ်ပွားခဲ့လို့သိရပါတယ်။ ်ပီအက်ဂျီတင်ဟာရှမ်ပီယံနစ်ဘောလုပွဲကိုပထမဆုံးအကြိမ်တရောင်းနိုင်ခဲ့တာဖြစ်လို့ပြည်သက်တွေဘက်ကအလွန်ကြုံအောင်ပွဲခံခဲ့တာဖြစ်ပါတယ်။ PSG တင်ဟာလာမယ့်ဇွန်လတရက်မှာအင်တာမီလန်နဲ့ရှမ်ပီယံနစ်ဘောလုပွဲကိုဂျာမနီနိုင်ငံမှာရှိတဲ့ဘိုင်ယန်မြူးနစ်ရဲ့အင်ကွင်ဖြစ်တဲ့ Allianz Arena မှာကစားရမှာဖြစ်ပါတယ်။အခုတင်ဆက်ပေးခဲ့တာတွေကတော့မြန်မာရှေ့ရဲ့24နာရီနေ့ကသတင်းတွေပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးကြပရိသတ်များအားလုံးကျန်းမာရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။